ိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ Up to date channel ကနေအပတ်စဉ်ထုတ်လွှင့်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့ရွှေဒေဂုံစီတီတော်နိကေ9ရဲ့ဝေအမတ်တာကိစ္စအဖွဲ့ချုပ်တွင်းမှုဖြစ်သူဆရာဦးစနေဆယ်များကိုမိမက်တက်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဆရာ။ပနေစာသမုတ်ပတ်မှာဒိဋ္ဌိဖြုံနီတောင်လေးတောင်နဲ့မိုးကုတ်ဆရာတော်ဖရာကြီးဟောတဲ့တဲမှာမတိမတာလေးပါနေပါရဲ့ဆရာ။ဧကထာနီနားလည်အောင်တနာချင်းကိုအကြောင်းပြုပြီးတော့ပြောပြပေးခြင်းပါတယ်ဆရာဆိုပြီးတော့ အကောင့်နံပါတ်ရဲလင်းကနေမြင်းမြန်းထားဖြစ်ပါရစေ။ဒီမြင်ပြီးတော့အခြေခံပြီးတော့ဗောနော်ခန္ဓာနဲ့ဆက်လင်းပြီးတော့အယူမှအမြင်မှအားလုံးကိုဒါတက္ကရာဒိဋ္ဌိလို့ခေါ်တယ်။အဲ့ဒီတက္ကရာဒိဋ္ဌိကိုအခြေပြုပြီးတော့လူတွေကကာယကံဝိသီကံမနောကံပြုလုပ်နေကြတာပဲဗော။ဒါဖြစ်ရင်ဘသူဥစည်းသလဲလို့ပြောရင်တော့အဝိဇ္ဇာဥစည်းတယ်။ဒါပရိစ္ဆေသမုပ္ပါအခြေခံပြောတာဗောနော်။အဝိဇ္ဇာဥစည်းတယ်ဆိုတာဒီလိုဗျ။ကျွန်တော်တို့ရဲ့တန်တန်မှာဗောဝိဇ္ဇာဆိုတဲ့ဉာဏ်ကိုမရှိသေးရင ကျွန်တော်တို့ပြုတဲ့ကံသုံးပါးသလုံးအလုံးဟာအဝိဇ္ဇာကဥသိသွားတာပဲအဲ့လိုဥသိတဲ့အခါမှာဘလို့ဥသိလဲဆိုတော့ဘာပဲလို့လို့ကာယကံဝစီကံမနောကံလို့လို့အဲ့ဒီထက်မှဘာပါနေလဲဆိုတော့အဝိဇ္ဇာပါနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တန်တမ်းမှာဝိဇ္ဇာဉာဏ်မဖြစ်သေးရင်ဖြစ်ရင်တော့ဝိဇ္ဇာဥသိမှာပေါ့နော်မဖြစ်သေးရင် तू ကတပေါင်းနဲ့ဖြစ်သောအဖြစ်ပါဝင်နေတယ်ဒါလေးကိုနားလည်ဖို့ပေါ့နော်ပရိသတ်သောဝေမှာအင်္ဂါ12ပါးရှိတယ်။ကြည့်ရင်တစ်ခုနဲ့တစ်ခုအဝေးရွယ်အဝေးစားတင်ခါနော်တပေါင်းလေးဖြစ်နေ။အဲ့လိုတပေါင်းလေးဖြစ်နေတာကို เอกัตถนี้หลุขอได้ดิปรมามีได้ฮะเนาะตะบองเนี่ยขึ้นนี่แหละจี้ได้ยินเนาะโหอวยี้หลุไปเนาะตะบอเตยอะไรปาเลยล่ะนาวเอกัตถนี้ပြီးတော့သူကนานัตถนี้ဆိုတာရှိတယ်นานัตถนี้ဆိုတာคุณอวิชชาเนี่ยသင်္ခါရရှိတယ်အဝိဇ္ဇာကမသိမှုလို့ပြောတယ်သင်္ခါရကပြုလုပ်မှုလို့ပြောတယ်အဲ့တော့သူရဲ့အတိတ်ဘယ်ကောသဘောတရားရောလက္ခဏာရောတခုစီတတ်တဖြစ်တယ်တပေါင်းနဲ့ဖြစ်နေတယ်လို့ဆိုတော့လည်းပဲအဝိဇ္ဇာကတတ်တတ်သင်္ခါရကတတ်တတ်ဆိုလိုတာ mix မဖြစ်ဘူးမရောဘူးတပေါင်းနဲ့တော့တပေါင်းနဲ့ပဲ သူကလည်းသူတည်တံ့ဖြစ်နေတယ်အဲ့လိုလဲသူကနားလဲရတယ်အော်မသိမှုကတတ်တတ်ပြုလို့မှုကတတ်တတ်ဒီလိုကွဲပြားနေဘယ်လောက်ထိကွဲလဲဆိုရင်အဝိဇ္ဇာကအကြောင်းသင်္ခါရကအကျိုးအကြောင်းအကျိုးနီးအားဖြင့်ပါကွဲပြားနေဖြစ်တာတော့တပေါင်းလဲပဲဒါပေမဲ့အကြောင်းအကျိုးလည်းမတူဘူးသဘောတရားလည်းမတူဘူးလက္ခဏာလည်းမတူဘူးဟောနှစ်မျိုးနားလဲရတယ်နော်နာနတ္ထနီးလို့ခေါ်တယ်ရှင်းအောင်ကျွန်တော်ဥပမာတစ်ခုထပ်ပြောမယ်စတ္တရောခန္ဓာအရူပိနောအညံ့မြညာအာဇာတပစ္စေနာပစ္စယောဆိုပဋ္ဌာန်းမှာရှိတယ် စတ္တရောခန္ဓာအရူပိနောဆိုနံခန္ဓာတရား၄ပါးတို့သည်တဏိပြောရင်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်တဟဇာတာအတူတကွတပေါင်းနဲ့ဖြစ်သွားပြီအညမညာအချင်းချင်းအပြန်အလှန်ကျေစုပြုနေတယ်လို့ပြောတယ်နံခန္ဓာ၄ပါးကတပေါင်းနဲ့ဖြစ်နေတယ်ဝေဒနာဖြစ်တဲ့အချိန်မှာသင်ညာဝေဒနာခန္ဓာသင်ညာခန္ဓာဝေဒနာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအဲ့ဒီ၄ပါးဟာတပြိုင်နက်တပေါင်းနဲ့ဖြစ်နေကြတယ်ဒါပေမဲ့လည်းအကြောင်းကျိုးနဲ့တွဲရင်အကြောင်းဝတ္တတအကျိုးဝတ္တတအဲ့ဒါကိုပထမမှာကျတော့ဒီ၄ပါးဆိုရင်ညာ ခန္ဓာတစ်ပါးအကြောင်းဆိုရင်သုံးပါးအကျိုးခန္ဓာသုံးပါးအကြောင်းဆိုရင်တစ်ပါးအကြောင်းဆိုရင်တစ်ပါးအကျိုးနှစ်ပါးအကြောင်းဆိုရင်နှစ်ပါးအကျိုးပေါ့အဲ့ဒါကိုပရိစ္ဆဝါဒမှာထပ်ကြည့်ရတာပေါ့နော်ဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓာပရိစ္ဆဧကံခန္ဓာဒွေခန္ဓာပရိစ္ဆဒွေခန္ဓာဒါဒါရှင်တွဲပြီးပြောပြတာဒီမှာလည်းပဲအဝိဇ္ဇာနဲ့သင်္ခါရဖြစ်တော့တပေါင်းနဲ့ဖြစ်တယ်ဒါပေမဲ့ဘာဖြစ်လဲသတိတရားစီသဘောတရားသက်သက်အဲ့ဒါကိုနန္ဒတနီလို့ခေါ်တယ်နောက်တစ်ခုကသူကအပြာပါရနီလို့ခေါ်တယ်နော်အပြာပါရဆိုတာအကြောင်းကျဆိုင်ညာမလို့တာ အဝိဇ္ဇာဖြစ်ပြီးဟေးလို့ဆိုရင်သင်္ခါရကသူ automatically အလိုလိုဖြစ်တယ်နော်သင်္ခါရဖြစ်ပါစေအဝိဇ္ဇာဖြစ်ပြီးတဲ့နောက်သို့မဟုတ်သင်္ခါရမဖြစ်ပါစေနဲ့တောင်းကြဆိုင်စရာမလိုဘူးသို့မဟုတ်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ွားလို့အမိတ်ပေးတဲ့လူလည်းမရှိဘူးသူတဘာဝအရာဖြစ်ပေါ်နေတဲ့တဘာဝအရာဟိုဓမ္မတာအရာပေါ့နော်တောင်းကြဗျာပါဒဆိုင်စရာမလိုဘဲနဲ့ဒီလိုဖြစ်သွားတာဝိဇ္ဇာပြင်းသင်္ခါရသင်္ခါရပြင်းဝိညာဉ်နဲ့သူအလိုလိုဖြစ်သွားတယ်နော်အဲ့ဒါကိုအပြာပါဒနည်းလို့ခေါ်တယ်နောက်ဆုံးတစ်ခုကဘာလဲလို့ဆိုတော့ ဧဝံဓမ္မတာနိလို့ခေါ်တယ်နော်ဧဝံဓမ္မတာနိစာအဲ့ဒီအကြောင်းကျိုးတရားတွေဖြစ်ကြတဲ့အခါမှာဖြစ်တဲ့ဖြစ်ထိုက်သောဟိုသဘောတရားတွေတစ်ခုနဲ့တစ်ခုမကြော်မူ၍အစဉ်တိုင်းဖြစ်တာကိုဧဝံဓမ္မတာနိလို့ခေါ်တယ်နော်ကျွန်တော်ဖြည့်အောင်ထပ်ပြောမယ်ဖြစ်တဲ့ဖြစ်ထိုက်သောသဘောတရားတွေတစ်ခုနဲ့တစ်ခုမကြော်မူ၍အစဉ်တိုင်းဖြစ်ခြင်းကိုဧဝံဓမ္မတာနိလို့ခေါ်တယ်ဆိုလိုတာကအဝိဇ္ဇာသင်္ခါရဝိညာဉ်ဉာဏ်ယုတ်သလနဲ့ဖသဝိညာဉ်သွားတယ်မလား သွားတဲ့ခါမှာဝိဇာပြင်းပါဖြစ်တယ်သင်္ခါရသင်္ခါရပြင်းဝိညာဉ်ဝိညာဉ်နှံပြင်းနာမရူပသတ္တရယနာအတို့အစဉ်တိုင်းသွားရတယ်ကြော်ခွသွားလို့မရအောင်အဝိဇာဖြစ်ပြီးတဲ့နောက်အဝိဇာပစ္စယသတ္တရယနာလို့ no မရဘူးသတ္တရယနာပစ္စယအဝိဇာပြန်လှည့်လို့မရဘူးအဲ့လိုဖြစ်စဉ်နေကမောက်ကမမဖြစ်ရဘူးဗျံမတာမဖြစ်ရအောင်ဓမ္မတာတိုင်းဖြစ်သွားတာကိုဤကဲ့သို့ဓမ္မတာတိုင်းဖြစ်သွားတာကိုအေဝံဓမ္မတာနည်းလို့ခေါ်တယ်အဲ့တော့၄နည်းပေါ့နော် เอกัฏฐานี้ตะบองเนี่ยဖြစ်နေတာကိုသိရမယ်တခုစီ क्वे ပြနေပြီမဲ့เนาะအများကြီးလို့အဝေးကြီးလို့တင်ပြမယ်အဲ့ဒါကိုနန္ဒထာနီးတဘောင်းနဲ့ဖြစ်နေတော့လေဒီသဘောတရားတွေဟာသူ့သဘောတရားသက်သက်အဝိဇ္ဇာရဲ့သဘောသက်သက်သင်္ခါရသက်သက်အကြောင်းအကျိုးဟာသက်သက်เนาะဒီလို क्वे နေတယ်နောက်ပြီးတော့အပြပါဒနီးတခုဖြစ်ပြီးရင်တခုဖြစ်ရမယ်ဖြစ်ပါစေလို့လို့ဆရာမလို့ဘူးပြုလို့သူခန္ဓာသူကာရကမရှိဘူးเนาะတဘာဝနီးတိုင်းဖြစ်နေကြတယ်နောက်ဆုံးတခုကဘာလဲဆိုဖြစ်တဲ့ဖြစ်တတ်သောသဘောတရားတွေတခုနဲ့တခုမကြော်မူရဲ့အစဉ်တိုင်းဖြစ်နေကြတယ် အဲ့ဒါအဓိကပေါ့နော်အဲ့ဒီ၄နည်းကိုသိရင်ကွဲပြားဆိုတာသိရင်အယူမှားတဲ့မိစ္ဆာဒိဋ္ဌိအယူတွေရှင်းတယ်ပေါ့ဗျာနော်အဲ့လိုမှမဟုတ်ရင်ကွဲပြားဆိုတာမသိရင်အဲ့ဒီမှာပြောချင်တာကတော့သိဖို့ပဲခုနနည်းလေးနည်းနဲ့သိဖို့ပဲအဲ့ဒီနည်းလေးနည်းနဲ့သိရင်ပို့ပြီးတော့ဟိုမိစ္ဆာယူတွေကင်းပြောက်တယ်ပေါ့အဲ့တော့ message ပြေးချင်တာကသူကဟိုတိဆိုတဲ့စကားလုံးတစ်ခုပေါ့နော်ဟိုလောကမှာမြင်နိုင်လည်းမသိဘူးဗျာနော်မြင်နိုင်လည်းမသိဘူးကြားနိုင်လည်းမသိဘူးနော်ဒါလေးပြောချင် မြင်တိုင်းမသိဘူးဆိုတာကျွန်တော်တခုပြောမယ်ဒါကိုထင်ရှားအောင်အဘိဓမ္မာသဘောပေါ့အဘိဓမ္မာသဘာဝရဲ့ကစမ်းကြယ်လာဥပမာမြင်ပြီးလို့ကြိုက်မိပါတယ်မြင်တာကိုမကြိုက်မိပုဂ္ဂိုလ်သတ္တဝါငါသူတစ်ပါးယောက်ျားမိမှကြိုက်မိတယ်ရဲ့ကြိုက်မိတယ်ရဲ့လို့ညာနှုတ်သူလူများကိုလှည့်စားကဖန်တတ်တယ်စမ်းတဲ့မျက်စိမြင်ပြီးလို့ကြိုက်မိပါတယ်တဲ့မြင်တာကိုမကြိုက်မိတယ်အဲ့တော့မြင်တိုင်းလည်းမသိနိုင်ဘူးလို့ပြောတာဥပမာကျွန်တော်ဒီလက်ရှိတယ်ကျွန်တော်မြင်တာပေါ့နော်လက်ဝက်လက်ပေါ့နော်အဲ့မြင်တယ်အဲ့ဒါကိုကျွန်တော်မြင်တော့ဒီဘက်ညာဘက်လက်နဲ့ကြိုက်တယ်မြင်လို့ကြိုက်တယ် မြင်နာကိုမကင်မိဘူးတဲ့မြင်နာကိုမကင်မိဆိုမြင်နာပါလေရူပါယုံရူပါယုံကိုမြင်တာကင်လိုက်တာကရူပါယုံမဟုတ်ဘုဒ္ဓဘာယုံเนาะဒီဘက်ကပတာဒနဲ့ဒီဘက်ကကာယပတာဒနဲ့ဒီဘက်ကဘုဒ္ဓဘာဒီဒီရလက်ကကာယပတာဒနဲ့ဒီဘက်လက်ကဘုဒ္ဓဘာအပြန်လန်တယ်လို့ကင်မိတယ်ဘုဒ္ဓဘာကိုပဲကင်မိတယ်เนาะရူပါယုံသွားကင်လို့မရအောင်เนาะဒီမှာသွားကင်ရင်မျက်လုံးမှာရူပါယုံကဒီမျက်နှာဝန်းကိုမှာပဲအပေါ်ကြီးထင်တာပေါ့เนาะအဲ့လိုကင်လို့မရအောင်အဲ့တော့မြင်ပြီးလို့ကင်မိပါတယ်မြင်တာကိုမကင်ဘူး ပုဂ္ဂိုလ်သတ္တဝါငါသူတစ်ပါးယောက်ျားမိန်းမကြိုက်မိတယ်ရဲ့လို့ယောက်ျားလက်ကိုကြိုက်မိတယ်ဘယ်လက်ကိုကြိုက်မိတယ်အဲ့ဆရှိသည်မြင်ပေါ့နော်ဒါကြောင့်မြင်တိုင်းလည်းမသိဘူးလို့ဒါကိုပြောတာခုနကနီးလင်းနီးတဲ့ဥပမာရှင်းပြီးတော့နောက်ကြားတိုင်းလည်းမသိဘူးကြားတိုင်းလည်းမသိဘူးဆိုတာဥပမာလေးတစ်ခုပြောမယ်ဒါကရှေးရှေးဟိုဆရာတော်တွေဥပမာပေးတာပါတော်ထဲမှာသင်ခုသွားကြတယ်နှစ်ယောက်နော်သင်ခွေသွားကြတယ်သွားကြတော့တော်တဲ့ရောက်တဲ့ခါကျတော့တစ်ခေါင်းတစ်ခုထဲမှာတောက်တက်ရှိတယ်တစ်ခေါင်းတစ်ခုထဲမှာတောက်တက်ကအော်တယ်တဲ့ ောက်တက်ကအော်ရင်ပါအော်မလို့တောက်တက်တောက်တက်ပဲအော်တာပေါ့ဗျာသူအော်တယ်အော်တဲ့ဟာကိုတဲဦးကကြားတယ်ကြားပြီးတော့သူကပြောတယ်ထဲမှာသင်္ကြန်ချဖြစ်နေမယ်လို့ပြောတယ်အဲဟိုတရားကိုလက်မခံသင်္ကြန်ချငါမြင်မှုတယ်သင်္ကြန်ချတောက်တက်လို့အော်တာမဟုတ်ဘူးအဲအဲ့ဒါဘာဖြစ်နိုင်လဲအဲ့ဒါလိတ်ဖြစ်နေမယ်ပေါ့ဗျာတရားမှတော့အဆင်မပြေဘူးအဲ့ဒါနောက်ဆုံးကျတော့ညင်းကြတယ်ညင်းကြတော့ဘာဖြစ်လဲဆိုတော့တိကျက်လူမေးမယ်လို့ဆိုပြီးတော့ဟိုတုန်းကတော့ခုံကြီးเจ้าပေါ့ရွာဦးเจ้าဆရာတော်ပြန်မေးတယ်မေးတော့ဆရာတော်ကိုလျှောက်တယ်သူက ောက်တဲ့တောက်တဲ့လို့អော်တဲ့တရားကအဲ तू ကပြောတဲ့သင်္ကေချက်ကျွန်တော်ကပြောတယ်ပြေတော့ပြောတယ်လိတ်ရိုက်အဲအဲ့တောက်တဲ့လို့អော်တာအဲ့လင်းမွေလို့ပြောတယ်အဲ့တော့ပေးခြင်းတဲ့ message ကမသိတဲ့လူဟာဘလို့ပြောပြောမသိဘူးနောက်ဒုတိယ message ကမသိတဲ့လူချင်းချင်းမေးရင်လည်းပဲဘယ်သောခါမှမသိဘူးနာတာပဲအဖတ်တယ်အခုကျွန်တော်ပြောမယ်အခုဒီအနေဆက်ဆက်ပြီးတော့လူတွေအခုကဖြစ်ပြ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 ကြားနေတာပဲနော်မြင်နေတာပဲဒါပေမဲ့အဓိကအချက်ကိုမသိဘူး ခုနဟိုပထမကျွန်တော်ဝိပဿနာတုန်းကပြောခဲ့တယ်လို့ပေါ့နော်အဲ့ဒါပုဂ္ဂိုလ်ကရှင်ပြီးတော့လုပ်ယူလို့ရတဲ့ဟာမဟုတ်ဘူးဖြစ်ဖြစ်ကတေချာနားမလဲဘူးဟိုဖြစ်ဖြစ်အာယုံကိုရှုမှာတမသနာဖြစ်ဖြစ်ကိုသုံးသပ်မယ်လို့ပြောပြမိတယ်တကယ်တမ်းကဘာလဲဆိုရင်အရင်ကံရုပ်နာဓမ္မရဲ့လက္ခဏာကိုသုံးသပ်ရမှာနော်အဲ့လိုဟာမျိုးပေါ့မသိဘူးပေါ့နော်ထိုနည်းတူသာပဲဝိဇ္ဇာဖြစ်စရာသင်္ခါရသင်္ခါရဖြစ်စရာဝိညာဏဝိညာဏဖြစ်စရာနာမရူပဘယ်လိုပင်ဆိုနေစီဆိုတဲ့ဘလောက်ကြားနေပါစေမသိရလူကသိကိုမသိဘူးမသိရလူချင်းမေးလည်းမသိဘူး အဲ့ဒီအဝိဇ္ဇာသင်္ခါရဝိညာဉ်ဉာဏ်ရုပ်ကိုသချင်းလုပ်ပြီးဆိုလဲမသိဘူးမသိရလူကမသိဘူးဆိုလဲလူလည်းသိမှာမဟုတ်ဘူးတကယ်တမ်းပရိစ္ဆာနုဘောကိုသိပွဲဆိုရင်ခုနကသူပြောတဲ့ဒိဋ္ဌိကွာစီခြင်းနဲ့ပေါ့နော်ဝိစာယူကွာခြင်းနဲ့ဧကထဏီနာနတ္ထဏီအပြပါရဏီဧဝံဓမ္မတာဏီပေါ့နော်အဲ့နီးလေးနီးကိုကွဲပြားစွာသိမှာပဲပရိစ္ဆာသမုပ္ပတ်ဟိုမိစာယူကွာတယ်ပေါ့နော်ဒါလေးရှင်းပြအပ်ပါတယ်ဟုတ်ကဲ့မိကိုအနေနဲ့အနတ္တဆိုတဲ့သဘောတရားအတိတ်ပဲကိုသိတာထင်မြင်အောင်ပြောပြပေးလို့ရမလားခင်ဗျာဆိုပြီးတော့ အကောင့်နံပါတ် no pain no gain ကနေပြီးတော့မြင်မြန်ထားရပဲဖြစ်ပါတယ်ဆရာအနတ္တဆိုတာအမတန်ခဲရင်လည်းအနတ္တရဲ့သဘောကိုသိဖို့ပါလေနော်အဲ့တော့စာပေမှာပါလဲဆိုတော့အနတ္တလက္ခဏံဝိညာဘုဒ္ဓဘာသာနပညာယတိလို့ပြောတယ်။ဘုရားရှင်ပွင့်ထွန်းတဲ့ကာလမဟုတ်ရင်မသိနိုင်ဘူးတဲ့အနတ္တကို။အဲ့တော့အနတ္တရဲ့သဘောလက္ခဏာကိုသေချာပိုင်းခြားစွာသိဖို့အတွက်အ ਨੇ ဆုံးနှစ်သင်္ချေနဲ့ကဘာတသိမ့်ပါရမီရှိရတယ်။အဲ့ဒါတော့သိုံမဲသူများကမပြောနိုင်သေးဘူး။ သစ္စေကဗုဒ္ဓတို့ပေါ့နော်အနတ္တကိုအဓိပ္ပာယ်သဘောအဓိပ္ပာယ်ကိုကိုယ်တိုင်နဲ့သိမယ်ထိုးထွင်းပြီးတော့သူတစ်ပါးကိုလည်းရှင်းလင်းပြသစွာဟောနိုင်မယ်ဆိုလေးစဉ်ချင်းနဲ့ကဘာတစ်စဉ်ပါရမီဖြစ်ရတယ်။အဲ့ဒါသမသမဗုဒ္ဓတွေပဲ။အမတန်နဲ့နဲတဲ့အနတ္တလွယ်ကူတဲ့ညာမဟုတ်ဘူးနော်။ဒါပေမဲ့နောက်တစ်ခုကျွန်တော်တစ်ဆင့်ပြောချင်တာဒါဖြစ်ရင်ကျန်တဲ့လူတွေမသိရတော့ဘူးလားနားမလည်နိုင်တော့ဘူးလားဆိုတော့ဒီလိုလည်းမဟုတ်ဘူး။ခုနကအမတန်နဲ့နဲတဲ့ဆိုတာဘာလဲဆိုစတင်ဖော်ထုတ်သိရှိရတဲ့ပုံစံတွေတည်းနဲ့နဲတယ်။ discover တာပေါ့ဗျာ beginner ပေါ့နော်။ စာသုံးတွေးရှိတဲ့ပုံစံတွေတဲ့အမတန်ခက်ခဲတယ်ခုနပြောလို့အသင်ရှင်နဲ့ပါရမီဖြစ်ရတယ်ထိုးထွင်းသိဖို့ကကျန်တဲ့ဘိုင်းကတော့သိသွားပြီးမှတော့ပြန်ပြီးတော့ဟောပြောပြီးတော့ပြောတဲ့ခါမှကျတော့ကျန်တဲ့ပုံကလက်လက်ဝေခံဘုဇုတာပေါ့နော်အဲ့ဒီဟာလည်းကတော့ရှင်းလင်းစွာသိနိုင်တယ်ဥပမာကျွန်တော်ပြောမယ်မီးလုံးကိုတီထွင်တာတော့မတ်အက်ဒီရှင်တီထွင်တယ်အမားတွေအများကြီးနဲ့ဂျုံရတယ်နော်သူသူဟိုအထုပ်ပတ်တီကိုပတ်ကြည့်အမားပေါင်းတောင်းတဲ့ချီပြီးတော့ဂျုံရတယ်အဲ့ဒီချိန်မှာသူလက်လျှော့ခဲ့ရင် ကျွန်တော်တို့စီမီကွက်နဲ့ဖျောင်းနိုင်နေပဲသွားနေရလက်မလျှော့ဘဲနဲ့ရအောင်ကြိုးစားတော့အောင်မြင်တယ်စတဲ့ထုတ်ပေါ်တဲ့ပုံကိုယ်အတွက်ခက်ခဲတာပြောတာအခုချိန်မှာမီလုံးတစ်လုံးပဲပြောနေမီလုံးတစ်သိန်းပေးဆိုလဲထုတ်ပေးလို့ရလွယ်သွားပြီကွန်ပျူတာကိုစတဲ့တီထွင်တဲ့ပုံကိုယ်ကမတန်ခက်တယ်သူ့မှာနှီးပေါင်းများစွာကြံစားရတယ်မှားရွင့်နေအများကြီးရှိတယ်ပေါ့နော်ဖြစ်ပေါ်လာတဲ့ကွန်ပျူတာကိုမျက်မမြင်တဲ့အခုသုံးလို့ရတယ်စိတ်ကန်းအထံသမားလည်းသုံးနိုင်တယ်ခလေးလည်းသုံးနိုင်ဒီဘိုင်းကိုလွယ်တာကိုပြောပြတာပါနော်ခုနခက်တယ်ဆိုတာအဲ့ဒါကိုပြောပြတာဒါဖြင့်ကျွန်တော်တို့ကြည့်မယ်အနတ္တမှာလက္ခဏာ၃ခုရှိတယ် အတ္တရကထေနအနတ္တအတ္တမိကထေနအနတ္တအဝတ္တဝတ္တနထေနအနတ္တသုံးခုရှိတယ်လူရင်းပြောရင်အတ္တရကထေနအနတ္တဆိုတာသုံးခုမှာပရမတ္တကအနှစ်ကင်းပါတယ်နောက်ဒုတိယကအစိုးမရဘူးတတိယကကိုယ့်အလိုဆိုမပါဘူးဒါအလွယ်မှတ်တာကိုပြောတာပါနော်ခုနပါဠိပေါ့အနှစ်ကင်းပါအစိုးမရကိုယ့်အလိုဆိုမပါမိမိလိုတိုင်းမဖြစ်ဘူးအနတ္တရဲ့သဘောလက္ခဏာဒါဖြင့်ကြည့်မယ်အတ္တရကထေနအနတ္တစကြည့်အနှစ်ကင်းပါတယ်ဆိုတာဘာကိုပြောတာလဲအနှစ်သာရလို့ပြောတာပေါ့နော် အနှစ်သာရဆိုတာသာရဆိုတာပါဠိစကားသာရရဲ့ပါဠိရဲ့မြန်မာလိုကအနှစ်ကိုပြောတာအနှစ်အသားကိုအနှစ်အသားလို့ဒီလိုဟိုပါအနှစ်သာရလို့တွဲသုံးတယ်ဥပမာဗလာဏတိနော်ချမ်းသာဒုက္ခအမျက်ဒေါသအဓိပ္ပာယ်တူတူတွေတွဲသုံးသလိုအနှစ်သာရလို့တွဲသုံးတယ်သာရကလည်းအနှစ်ပဲအနှစ်ကလည်းသာရပဲပါဠိမြန်မာပေါ့နော်အဲ့ဒီအနှစ်သာရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မမူခင်က သာသနာ့ဘလို့ခေါ်တာပေါ့အဲ့ဒီအချိန်မှာအညာတိဋ္ဌိယဆိုတဲ့အခြားတစ်ပါးအယူရှိတဲ့လူတွေအားလုံးရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေကအားလုံးစုလိုက်သူရစုလိုက်ရင်အတ္တဝါဒတွေပဲအနတ္တကိုမသိဘူးဘုရားပွင့်မှာအနတ္တသိတာခုနကကျွန်တော်ပါဠိလေးတစ်ခုရွတ်ပြီးပြီလေအနတ္တလက္ခဏာဝိညာဘုဒ္ဓဘာသာနတ်ပညာရဲ့တိဘုရားပွင့်ရန်ကာလမဟုတ်ရင်အနတ္တကိုမသိနိုင်ဘူးလို့ပြောတာအဲ့ကြောင့်အတ္တကိုနိမျိုးစုံနဲ့တူးနဲ့တူတူချင်မှတူမယ်နိမျိုးစုံနဲ့ဖော်ထုတ်နေအဲ့ဒီဖော်ထုတ်နေတဲ့လောကကြီးမှာဗုဒ္ဓကပွင့်ထုတ်တဲ့သဗ္ဗေဓမ္မအနတ္တပဲပြောခသိန်းသောဟလာဓမ္မတွေအားလုံးဟာအနတ္တ အနစ်ကင်းပါအစိုးမရဘူးခုနပြောလို့ကိုလို့ဆိုမလိုက်ဘူးလို့ပြောတော့တလောကလုံးနဲ့တယောက်ဖြစ်နေအကုန်လုံးတုံလှုပ်သွားတယ်နော်အဲ့ဒီမှာသူတို့မှခံယူထားတဲ့အနစ်သာရ၄မျိုးရှိတယ်အတ္တကိုနိစ္စသာရဒုဝသာရဒုက္ခသာရအတ္တသာရဆိုပြီးတော့အနစ်သား၄ခုပြောတယ်နိစ္စသာရဆိုတာသူကပျက်စီးမှုမရှိဘူးပေါ့နော်ဒီအနစ်သားပေါ့ဒုဝသာရဆိုတာဖြည့်ဆည်းလို့မရအောင်ခံခန့်တယ်လို့ပြောတာဒုက္ခသာရဆိုတာအဲ့ဒီပျက်စီးမှုတွေ ဖြည့်စည်ခံရတဲ့ဆင်းရဲဒုက္ခတွေကနေကင်းလွတ်တဲ့ဒုက္ခလို့ပြောတာအတ္တတရားဆိုတာခန္ဓာကိုယ်ထဲမှာအမြဲတည်နေတဲ့အတ္တရှိတာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘယ်တော့မှမပြည့်စည်ရုပ်ခန္ဓာသာပြည့်စည်တယ်ဘုရားရှင်မပေါ်ခင်ကယူဝါဒတွေပြောတာလူတူတယောက်သေးတယ်အဲ့ဒီကနေပြီးတော့ soul ပဲဖြစ်ဖြစ်ဝိညာဉ်ပဲဖြစ်ဖြစ်အတ္တပဲသူတို့ကတော့အတ္တခေါ်တာပေါ့ဗျာအတ္တသဘောကမပြည့်မစည်းသောအဖြစ်နောက်ဘဝထဲမှာရောက်သွားတယ်အဲ့အဲ့လိုမျိုးသွားနေတာဟာပေါ့ဟိုသစ်ပင်တပင်မှာရှိတဲ့ငှက်ကကျန်တဲ့သစ်ပင်တပင်ကိုကူးလိုက်တယ်လို့အဲမပြည့်မစည်းပဲနဲ့ဒီကန် လူဒီအဝတ်ဟောင်းကိုစွန့်ပြီးတော့ဝတ်သစ်ဝတ်သလိုမွေးဒီအရေကုန်ဟောင်းကိုစွန့်ပြီးအရေကုန်သစ်လဲသလိုအတ္တဆိုတဲ့သဘောခန္ဓာကိုယ်မှာရှိတယ်လို့ယူထားတဲ့အတ္တသာရအဲ့ဒါတွေကိုမြတ်စွာဘုရားရှင်ပွင့်ထုံးလာတော့မဟုတ်ဘူး correction လုပ်တယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်ဒါလည်းမှားတယ်အဲ့တော့မြတ်စွာဘုရားရှင်ကတပ်ပိသင်္ခါရနိစ္စတပ်ပိသင်္ခါရဒုက္ခတပ်ပိဓမ္မအနတ္တလည်းပြောတပ်ပိအလုံးစုံသောသင်္ခါရပြည့်ပြည့်စုံမှုတရားမှန်သမျှတို့သည်အနိစ္စအမြဲမရှိကြဘူးဘာကြောင့်အမြဲမရှိတယ်လဲလို့ပြောလဲဆိုတော့အနိစ္စခရယထေနာလက္ခဏာရှိတယ်။ကုံတက်ဆုံးတက်ပျက်စီးတက်တယ်။ဖြစ်တယ်ပြတ်သွားတယ် နောက်တစ်မျိုးဖြစ်တယ်ဒါအနိစ္စရဲ့လက္ခဏာပဲသဗ္ဗသင်္ခါရဒုက္ခကသိန်းသောသင်္ခါရတရားတို့ဒီဒုက္ခဆင်းရဲတယ်ဘာလို့လဲပိလနာတို့နှိမ့်ဆက်တတ်ပြချင်းပြချင်းနေနဲ့မပြတ်နှိမ့်ဆက်နေဗရက်ထေနာကြောက်เสียကောင်းတယ်အဲ့ဒါကြီးကဘယ်သူမှဒါကိုမလိုချင်ဘူးပျက်စီးနေတာလူဒီမွေးရနုပြုံနေတာပဲလိုချင်တယ်ဘယ်သူမှမသေးချင်ဘူးအိုချင်ဘူးเนาะထားပါတော့ကျွန်နောက်သဗ္ဗဓမ္မအနတ္တကသိန်းသောဓမ္မတရားဓမ္မဆိုတဲ့နေရာမှာအကုန်ပါတယ်ကုသလာဓမ္မအကုသလာဓမ္မအပြံဓမ္မအနာဝတိသတ္တပါပေါ့အိဗံမှာပါတယ်အဲ့ဒီတရားတွေကခုနအနတ္တ အနတ္တသဘောတရားတွေဖြစ်တယ်။ဒါပေမဲ့နိဗ္ဗာန်ဟာအနိစ္စမရှိတဲ့အနတ္တကိုပြောတာမဟုတ်ဘူးနော်။ပြဿနာပြချင်းလို့ကနိဗ္ဗာန်ဟာအတ္တသဘောတွေမရှိတဲ့နအတ္တအဲ့ဒါကိုအနတ္တလို့ပြောတာ။အတ္တကိုရှိရနထည့်လိုက်။ဆန့်ကျင်မဲ့တရားပေါ့။နအတ္တအဲ့ဒါကိုပြန်ပြောတော့အနတ္တလို့ပြောတာ။အဲ့ဒီသဘောတရားမရှိဘူးလို့ပြောတာနော်။ဒါဟိုပထမတစ်ချက်။နောက်နံပါတ်2ချက်။အနှစ်ကင်းပါတာပြီးသွားပြီနော်။အစိုးမရတာရဲ့ကို့အလိုမလိုက်တာဒီနှစ်ခုပေါင်းပြောလို့ရတယ်သဘောခက်ဆင်ဆင်ပဲဝင်ရရရောပြောတာကို့အလိုကိုမလိုက်ဘူ ဟုတ်လားဟိုကိုကအဆိုးမရဘူးဒါဖြစ်ရင်ကိုဖြစ်ချင်နိုင်မဖြစ်ဘူးပေါ့ဒီနှစ်ခုပေါင်းပြောလိုက်ရင်ဒါပဲလောကမှာကိုဖြစ်ချင်နိုင်မဖြစ်ဘူးအနတ္တရဲ့သဘောကဒါဖြစ်ရင်သူရဲ့ဆန့်ကျင်ဘက်တစ်ခုထွက်လာတယ်နှစ်ခုထွက်လာတယ်ကိုဖြစ်ချင်နိုင်မဖြစ်ရင် तू ဖြစ်ချင်နိုင်ဖြစ်နေတာလားဖြစ်ချင်တယ်လို့ဖြစ်နေတာလား तू ဖြစ်ချင်နိုင်ဖြစ်နေတာတစ်ခုနောက်တစ်ခုကဘာလဲ तू အကြောင်းနဲ့ तू ဖြစ်နေတာလားနှစ်ခုကြိုက်ကြတစ်ခုကိုရွေးလိုက်နော်ကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးဆိုတာသူဖြစ်ချင်တိုင်းဖြစ်နေတာလားသူဖြစ်ချင်တယ်လို့ဖြစ်နေတာလားဒါမှမဟုတ်ရင်သူဖြစ်ချင်တိုင်းဖြစ်နေတာလား တစ်ခုနောက်တစ်ခုကဘာလဲသူ့အကြောင်းနဲ့သူဖြစ်နေတာလားနောက်ခုကြကြတစ်ခုကိုရွေးလိုက်နော်ကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးဆိုတော့သူဖြစ်ချင်တယ်ဖြစ်နေတာလားသူဖြစ်ချင်တယ်လို့ဖြစ်နေတာလားဒါမှမဟုတ်ရင်သူ့အကြောင်းနဲ့သူဖြစ်နေသလားဆိုရင်သူ့အကြောင်းနဲ့သူဖြစ်တဲ့ဟာကိုပဲရွေးရမယ်သူဖြစ်ချင်တယ်လို့ဖြစ်နေတယ်ဆိုတာဒါဓမ္မမဟုတ်ဘူးဓမ္မဆိုတဲ့အဓိပ္ပာယ်ကဖြစ်စဉ်တွေကိုကမောက်ကမမဖြစ်အောင်ဗယံမရမဖြစ်အောင်ထိန်းချုပ်ထားတာကိုဓမ္မလို့ခေါ်တယ်အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဖြစ်ချင်တယ်လို့ရှောက်ဖြစ်ရင်အဓမ္မပဲ အတ္တမအဝိနည်းရပဲမတရားသဖြင့်အနိုင်ကျင့်တာဓမ္မဝိနည်းဆိုတာတရားသဖြင့်ဆုံးမတာပဲဒါကြောင့်ဒီသူဖြစ်ကျင်တယ်လို့ဖြစ်နေတဲ့အယူဝါဒမျိုးကန်ဆယ်တာကော်ရက်ရှင်လုပ်လိုက်ရင်မှားတယ်သူ့အကြောင်းနဲ့သူဖြစ်နေတယ်ဒါကိုယူရတယ်အနတ္တဒုတိယနဲ့တတိယသူ့အကြောင်းနဲ့သူဖြစ်ရအဲ့ဒါဒီတိုင်းပြောတာတဲ့ဥပမာလေးနဲ့ပြောပြောတာကိုရှင်းမယ်နော်အကျဉ်းချုပ်လေးပြောမယ်ဥပမာဖြင့်ကျွန်တော်ဒီမှာနှစ်ယောက်ရှိတယ်ကဟိုတမီးကခေါင်းကိုက်တယ်ထားဥပမာပြောပြတာခေါင်းကိုက်တယ်ထားဟိုပေါ်လွင်အောင်ပြောတာခေါင်းကိုက်ရင်ဘာလုပ်လဲဆေးသွားဝယ်တော့ဆေးဝယ်တော့ ဈေးဝယ်တော့ဘာဖြစ်လဲခေါင်းကိုက်ကြောက်သွားတယ်အဲ့ဒီဖြစ်စဉ်ကိုကြည့်လိုက်ခေါင်းကိုက်ပြောက်တာဒီပုံကိုရဲ့အလိုလားဈေးရဲ့အစွမ်းလားမေးကြည့်လိုက်ရင်ဈေးရဲ့အစွမ်းမဲ့ဒါနူးညံ့တယ်ပုံကိုရဲ့အစွမ်းမဟုတ်ဘူးပုံကိုရဲ့အစွမ်းဆိုတော့ဝယ်တော့ဆရာမလုံးပြောက်စီဆိုသွားမှာပေါ့ဈေးဝယ်တော့အဲ့တော့ဈေးရဲ့အစွမ်းပေါ့ကောင်းပြီဆက်ကြည့်မယ်အဲ့ဒီဈေးတောက်တဲ့ခါမှာသတိတောက်တဲ့ခါမှာဒီတိုင်းညှိုးချတာမရဘူးရေနဲ့တောက်ရတယ်နော်ရေနဲ့ဘာကြောင့်တောက်ရလဲဆိုချောကျူစာနေရာကိုရောက်ဖို့ပြီးရင်ဗာလဲလင်းလင်းမြန်မြန်ပြန့်လွင့်ဖို့ပြီးရင်ဆေးရဲ့ အနိစင်ရရှိဖို့မြန်မြန်ရရှိဖို့ရေနဲ့တောင်းပါအဲ့ဒီအလုပ်ကိုဘယ်သူလုပ်လဲဆိုဆေးအရေးရလုပ်သွားတယ်ဆေးရမလုပ်နိုင်ဘူးအဲ့တော့အဲ့ဒီညမှာမိမိအစွမ်းလည်းမရှိဘူးဆေးအစွမ်းလည်းမဟုတ်ဘူးရေရအစွမ်းအတူအကြောင်းနဲ့သူသွားတာနော်ဒါပေမဲ့မိမိကဘာလုပ်လဲဆိုရင်အော်ဒီလိုမှန်တဲ့ဆေးကိုသူတို့ကမှန်တဲ့ဆေးကိုဝယ်မယ် တူတူနဲ့ခေါင်းကပြောက်တဲ့ဟာကိုဝန်ပိတ်စေသွားဝယ်လို့မရဘူးလေမှန်တဲ့ဆေးကိုဝယ်မယ်ရေနဲ့တောက်ဝယ်မှာဟာကိုအရက်နဲ့တောက်လို့မရဘူးလေဆေးအာနိသင်ပြတ်မှာပေါ့ထရေနဲ့တောက်လို့မရဘူးလေအဲ့ဒီအကြောင်းကျိုးဖြစ်စဉ်အမှန်ကိုအဲ့ဒီလူကပုံကွာဘာလို့ကလဲဝင်လိုက်ရတာအဲ့ဒီကျဝင်တော့မှသာသူ့အကြောင်းနဲ့သူဖြစ်သွားတာအနတ္တဆိုတာအဲ့ဒါကိုပြောတာဥပမာအပြင်ပြောတာကိုဖြစ်ချင်တယ်လို့ဖြစ်ဘူးဆိုသူဖြစ်ချင်တယ်လို့ဖြစ်နေတာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတယ်ခုနဲ့ပေါ့နော်အတ္တမိကဒိနာရဲ့အော်အဝဟိုတာဘုဒ္ဓနာဒိနာအနတ္တဆိုရဲ့ ကိုယ်လိုတော့မလိုက်ဘူးအဆိုးမရဘူးဆိုတဲ့အဟာကိုပေါ်တယ်နော်ဒီຢာလေးကိုသိသွားရင်အနတ္တကမြတ်တန်ခက်ခဲနေနေဒါနည်းနည်းလေးတို့ပြလိုက်တဲ့ဟာလေးပဲနော်တတ်မှတ်တဲ့အချိန်တွေမှာပေါ့နော်ဒါကြောင့်အနတ္တရဲ့အကြောင်းကိုရှင်းပြပါဆိုရင်နံပါတ်1သူရဲ့ခက်ခဲပုံသိတယ်ထုတ်ဖော်ထုတ်တဲ့ပုံစံတွေခက်ခဲတယ်ကြံပြီးတော့ဟိုဆက်လက်ဖြန့်ဝေပြီးတော့နားလည်ဖို့ကလည်းပဲဟိုတည်ကြည်ခံရတဲ့တမာလေးစိတ်နဲ့ဉာဏ်ပညာနဲ့နားထောင်มาရတယ်နော်ဒါသာသနာအတွင်းမှာသာသိရတဲ့အရာဖြစ်ပါတယ်လို့နော်အချင်းချင်းဖော်ပြရပါ ဟုတ်ကဲ့ပါရှင်ဒီလောက်ဆိုရင်တော့ online ဓမ္မအမေဖြစ်များအစီအစဉ်မှာဆရာဖြေကြားပေးသွားတဲ့ဖြစ်ရှင်းချက်တွေပေါ့ online မှာတစ်စစ်မြင်းမြန်းသူများလည်းစိတ်ကျဉ်တဲ့မှုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုမျိုးဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့များအကြောင်းအရာတွေကိုစုံစုံလင်လင်ဖြေကြားပေးခဲ့တဲ့ဆရာကိုကျမတို့ update channel ကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျွန်တော်လည်းအထူးကျေးဇူးတင်ရှိပါတယ်